ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်ဇွန်လ19ရက်ညနေခင်းစီရီသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်ဖားကန်ဒေသဖြစ်တွေ့တိုက်ပွဲနဲ့အစည်းလှုပ်ရှားမှုတွေဟာမကြာမီပြန်လည်ငြိမ်သက်သွားမှာဖြစ်ပါတယ်ရခိုင်တပ်တွေလှုပ်ရှားမှုမရှိလို့တပ်မမှုကိုဖမ်းဆီးအရေးယူမှုပြုလုပ်ခဲ့တာမှုချင်းတင်တပ်မဟာတုံးကအစည်းပြနေတဲ့သဘောမျှတာဖြစ်ပါတယ်ဘလောက်မှာကြောတဲ့ဆက်ကြောင်းဖြစ်ပါသေး ဖားကံမြေကိုနင်းမိတာနဲ့ပျော်ပြောင်းသွားရလောက်မှော်ဆန်တဲ့နယ်မြေဖြစ်ပါတယ်။အလွန်ဆုံး၃လလို့ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။အခုတလားပြေကနင်းနေပါပြီ။ဖားကံတမဟုံးမှာလုံခဲ့တဲ့၂ရက်အတွင်းမက်ဆီကိုက်အလောင်း30လောင်းမြင်းမြုပ်လိုက်ရတယ်လို့သိရှိရပါတယ်။ရှမ်းမြောက်နောင်ချုံမြို့အနီးဝန်းကျင်အထိစိုက်ပွဲတွေပြင်းထန်နေသေးဖြစ်ပါတယ်။ကံကြီးကိုကြော်လွန်လာတဲ့တိုက်စစ်ဟာညံတော့နဲ့ရွှေသွန်းဝင်းကျင်မှာရပ်တန့်နေသေးဖြစ်ပါတယ်။ ရတတ်နေမှပဲဖြစ်ပါမယ်မရတတ်ငံ့ရင်လည်းမျိုးတဲ့ရောက်လို့နီးနေပြီဖြစ်ပါတယ်ကံကြီးကိုကျော်ဖြတ်လာနိုင်တဲ့စစ်ကောင်စီရဲ့တိုက်စစ်အဟုန်ကို short တွေ့လို့တော့မရဘူးဖြစ်ပါတယ်မန်လီတာမလျာရှိတဲ့ဆန်းမှာဖြစ်ပေမှုဆန်းမှဖြစ်ပွားနေပြီးအများအားဖြစ်နေကြအထမ်းမင်ကုန်းဘက်မှလို့သုံးသပ်ရပါတယ်မရီယာနောက်ချမ်းကိုသာကွက်ကွက်လေးစိုးမိုးထားနိုင်တာဖြစ်ပြီးချီးတွေ့တိုက်ပွဲမဖြစ်တဲ့နေနေဖြစ်ပါတယ်။တပည့်ချင်းနေနေမှာတော့ ယနေ့မနေ့ပိုင်းအထိငြိမ်သက်တရားဖြစ်နေတာကိုတွေ့ရပါတယ်။စကိုင်းသားရင်းမာပဲခရိုင်ပလဲမြုံနယ်ကမ်းတောင်းရဲစခန်းမှာအွန်လိုင်းစိုက်နိုင်ခဲ့ပြီလို့ဆိုပါတယ်။စီနေတိုက်ခိုက်ပြီးပြန်လည်ဆုတ်ခွာခဲ့ခြင်းလားအပြည့်အပိုင်တိမ့်ပိုက်ထိမ့်ထုတ်နိုင်ခြင်းလားဆိုတာကတော့ထုတ်ပြန်ကြေညာချက်ကိုသာစောင့်မျှော်ကြရမှာဖြစ်ပါတယ်။ဂျန်ဝန်သားတောင်ဥက္ကလာခြေဆိုင်အမှန်436အချင်းမြန်တရရတသားတူဝက်လက်နေမြေထဲမှာခဲရမပါအလင်းဝင်လာတာရှိပါတယ်။ အဆိုပါတိုင်ရင်ရဲ့တိုင်ရင်မှုအားဒုတိယဗမူကြီးဖုံးပြကျွဲဖြစ်ပြီးလက်ရှိနောက်ချန်အင်အား40ကန်းသာရှိပါတယ်။ခရမ်းမြို့နယ်လုံခြုံရေးတာဝန်ယူထားရပြီးဒုတိယမှုဗမူချမ်းမြေကိုကိုဦးစီးရဲ့အင်အား80ကန်းကတော့ဝေဆောင်တဝိုက်စစ်စင်ရေးထွက်နေရတယ်လို့သိရှိရပါတယ်။မခွေးတိုင်းပခုတ်ကူကနေထွက်လာတဲ့ရိတ်ခါရင်နှံကမ္မမြို့ထဲကနေစတင်ထွက်ခွာလာနေပြီဖြစ်ပါတယ်။ ဆိုပါရင်လည်းဟာဂျားပြတိုက်ခိုက်ခံရမှာစိုးတဲ့အတွက်ရှင်ပြေးစစ်ကြောင်းနဲ့နယ်မြေစိတ်ကြိုက်ရှင်းလင်းပြီးမှဖားကုံစနစ်နဲ့ရွေးချားနေတာဖြစ်ပါတယ်။ကာဝေးအင်အားစုတွေဘက်ကလည်းအတက်ကိုလွတ်ပေးပြီးပြန်အစင်းကြမှာစိတ်တိုင်းပြ VV ကျူဆိုင်ဖွင့်ပြမယ်အနေထားဖြစ်ပါတယ်။ယနေ့မနေ့မှာတော့ဗရန်တန်နဲ့ဗရန်လန်းစုံမှာစစ်ကောင်စီစစ်သားတွေဟန်ရေးပြနေတာကိုတွေ့ရပါတယ်။မနေ့အစောပိုင်းတုန်းကလည်းပြင်းဝဖျားတောင်စစ်စခန်းကနေ120မမအမြောက်ကြီးနဲ့လေးလုံးကြက်ခတ်တိုက်ခိုက်ထားခဲ့ပါတယ်။ ဝက်စာချင်းတေးရွာအရှိတ်မီတာ900ခန့်မှာကြားရောက်ပောက်ကွဲခဲ့ပြီးအထိကိမရှိခဲ့ဘူးဖြစ်ပါတယ်။မနေ့ဆယ်နာရီဝန်းကျင်ကစပြီးဝက်စာချင်းရွာဝန်းကျင်မှာဖြစ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။